မမမမငါနိုင်ငံဟုတ်ပြီနော်ဆိုးဆိုးမဆိုးဆိုးငါလူမျိုးနောက်ဆုံးကောင်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 းငါကောင်းဆောင်ပဲရှင်းတယ်နော်အရာဘူဂျုံအောင်ဆန်းလက်ထက်တုန်းကဦးနေအောင်ရဲ့မိဘများကတမတော်ရဲ့တောင်းကိုထမ်းခဲ့တာဖြစ်ပါလိမ့်မယ်ဘယ်သူခေဘယ်သူစနစ်မှာပဲထမ်းထမ်းပါတကယ်ဂျေဇူးရှိသူဟာတမတော်လားတကယ်ဂျေဇူးရှိသူဟာပြည်သူလားခွဲခြားစိတ်ဖြာ သိရှိဖို့ကောင်းပါလေဦးနေအောင်တပ်ဖြတ်နေတဲ့အစိုးရကိုမှခမအစိုးရလို့သူကိုသူကင်မွန်းတက်ထားတဲ့အာနာရှင်ကို ခမကဂျေဇူးရှိနေသေးတဲ့ဆိုရင်တော့ခမတကယ်ခုတ်ရတခြားထိရတခြားဖြစ်နေပါလိမ့်မယ်မှားနေတယ်နော်တမတော်မဟုခမကျေးဇူးရှင်ကတကယ်ကျေးဇူးရှင်အစ်စ်ကပြည်သူလူထုဖြစ်တယ်ဆိုတာမှန်မှန်ငါနိုင်ငံတော်နိုင်ငံတော်မှာမိတင်းနေထိုင်နေကြတဲ့ပြည်သူလူထုတွေဟာအမားတန်တရားကြီးထဲမှာနေလို့မရဘူး ဒီနိုင်ငံတော်ကောင်းဖို့အရေးကြီးတယ်အဲ့ဒီနိုင်ငံတော်ကောင်းဖို့ရာအတွက်မားလို့မရဘူးမန်ကိုမှန်ရမယ်လို့ကျွန်တော်ခင်ဗျားကိုပြန်ဆွေးနွေးခြင်းတယ်မဆိုးဆိုးငါလူမျိုးစုဘလုံးတိတ်ပြီးမရိုက်ပါနဲ့အုံနောက်မဲ့လူတန်းစားလို့စကားခင်ဗျပြောမရောက်နိုင်လို့ကောင်းဟာကျွန်တော်တို့ပြည်သူလူထုတွေကိုကျွန်တော်တို့နိုင်ငံတွေကိုဖျက်ဆီးနေတယ်မီးရှို့နေတယ်ဒါမျိုးတမီးပြော်တွေကိုမရင်းကျင့်နေတယ်အဲ့ဒီနေရာမှာအဲ့ဒါမျိုးတမီးပြော်နေတရားခင်ဗျားရဲ့မြေးကလေးခင်ဗျားရဲ့တမီးကလေးတွေဖြစ်ခဲ့ရင်ကောအမှုမီးရှို့ခံနိုင်ရတဲ့ ရွာတွေနေမိစုကန်နေရတဲ့ရွာတွေကခမရရွာဖြစ်ခဲ့ရင်ရောအဲ့ဒီလိုကိုချင်းစာတရားကင်းမဲ့စွာနဲ့အဲ့လိုလူကိုခေါင်းဆောင်ခမရတတ်မှာပါလားအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်ဆိုးတီဖြစ်စေကောင်းတီဖြစ်စေလုံးဝထောက်ခံတယ်လို့ပြောဆိုလာသည့်အကယ်ဒမီနေအောင်အားဝေဖန်ထောက်ပြလာသည့်အမျိုးသားကြီးရဲ့ရုပ်တံကိုတင်ဆက်ပေးလိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါအောင်ခင်ဗျာကျွန်တော်ရုပ်ရှင်တရုပ်ဆောင်ဥနေအောင်နဲ့ပတ်သက်ပြီးတော့ဥနေအောင်ပြောတဲ့စကားလေးတွေပုံမှာ ပြန်လဲတင်ပြပြီးဆွေးနွေးခြင်းလိုပါကျွန်တော်ကိုဆွေးနွေးခွင့်ပြုပါဦးနေအောင်ကျွန်တော်မဆွေးနွေးခင်စကြမှာဦးနေအောင်ကိုကျွန်တော်လေးစားကုန်ရတဲ့အချက်လေးတစ်ချက်ကျွန်တော်ပြောပြစီအဲ့ဒါကတော့ဒီလောက်နုပညာရှင်တွေအများကြီးရဲ့မှာဘယ်သူမှမခိုင်းမဲ့ကိုယုံကြည်ခြင်းနဲ့ကိုကိုယက်တည်ခြင်းနဲ့အကိုပြက်ပြက်တာတာပြည်တော်စုကြံ့ခိုင်ရင်းနဲ့ဝင်ပြိုးရေးအတင်းပေါ်မှာ ရက်တည်ပြီးမဲဆွယ်စီယုံပေးနေတဲ့ပြတ်သားတဲ့ဆုံးရချက်ကိုကျွန်တော်ကလေးစားပါပဲလို့ပဏမဥစာဆွေးနွေးလိုပါတယ်။ဒါကကျွန်တော်ဦးနေအောင်ပေါ်မှာလေးစားတဲ့အချက်ကိုတင်ပြတာပါ။နောက်တစ်ချက်နောက်တစ်ခုတင်ပြချင်တာကကြတော့ဦးနေအောင်ဟာမိမိကြုံကြည်ရာမိမိခံယူချက်ရှိတဲ့ဤတော်စုကြံ့ခိုင်တဲ့ဖွံ့ဖြိုးရေးအသင်းကို မဲဆွဲပေးတဲ့နေရာစီယုံပေးတဲ့နေရာမှာပြောတဲ့စကားတွေဟာအများပြည်သူလူထုဤစန္ဒနဲ့စန့်ကျင်ရာရောက်နေတာကိုတွေ့နေရပါတယ်အဲဒါကတော့ကျွန်တော်ရုပ်ရှင်တရုပ်ဆောင်ဦးနေအောင်ဟာတမတော်ပေါ်မှာဂျေဇူးရှိတဲ့အကြောင်းတမတော်ဟာဂျေဇူးမေးလို့မရတဲ့အကြောင်းခင်မွန်ကြီးဆယ်ပါထိုက်တဲ့အကြောင်းပြောပါဟုတ်ပါပြီဒါဟာဗုဒ္ဓဘာသာဝင်နေမှန်ရင် ခမွန်ကြီးစေပါနဲ့ပတ်တိုင်ကျေးဇူးတရားကိုမမေ့ခေါင်းပါဒါဖရားဟောခဲ့တဲ့တရားပါဒါပေမဲ့ခမွန်ကြီးစေပါဟာဘယ်သူလဲဆိုတာကိုဥနေအောင်မသိတာတော့ကျွန်တော်အံ့ဩမိပါတယ်အားကြောင့်လဲဆိုဥနေအောင်ကျွန်တော်တဲ့အတံများကြီးတယ်ခုနှစ်ဆယ်နဲ့ငါးနှစ်ရှိပြီတမတော်ကခမရရဲ့ကျေးဇူးရှင်ခမရရဲ့ဘိုးဘွားမိဘတွေလက်ထက်ကြရဝန်တန်းနေတမတော်ဝန်တန်းနေဖြစ်ခဲ့တယ်ဆိုတာကိုလက်ခံတယ် ဦးနေအောင်မင်းကနေ့တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့ဟိုကြောင့်မူကြီးမင်းအောင်လိုက်တဲ့အသက်ကြီးနေဦးနေအောင်ရဲ့ဖခင်ဟာတမတော်ဝန်ထမ်းဖြစ်ခဲ့တယ်ဆိုရင်လေအဲ့ဒီတမတော်ဝန်ထမ်းအနေနဲ့ကဘယ်နှခုနှစ်ကဖြစ်ခဲ့တာလဲအဲ့ဒီချိန်တုန်းကတမတော်ကိုမြမနိုင်ငံတမတော်လို့ခေါ်သလားမိသူတမတော်လို့ခေါ်သလားအဲ့ဒါဘူချုပ်အောင်ဆန်းလက်ထက်တုန်းကဦးနေအောင်ရဲ့မိဘများကတမတော်ရဲ့တောင်းကိုထမ်းခဲ့တာဖြစ်ပါလိမ့်မယ် ဘယ်သူခေဘယ်သူစနစ်မှာပဲထမ်းထမ်းပါတကယ်ဂျေဇူးရှိသူဟာတတ်မတော်လားတကယ်ဂျေဇူးရှိသူဟာပြီးသူလားခွဲခြားစိတ်ဖြာသိရှိဖို့ကောင်းပါလေဦးနေအောင်တကယ်တော့တတ်မတော်ဆိုတာပြီးသူဝင်ထမ်းပါပြီးသူကပေးပြီးသူကကျွေးတဲ့လဆာနဲ့တတ်မတော်လို့ရက်တည်ခဲ့တာပါအဲ့ဒီဂျေဇူးတရားကိုခင်မွန်ကြီးထိုက်ပါတယ်လို့သိရှိနားလေရင်တကယ်ခင်မွန်ကြီးထိုက်သူဟာ တမ်းမတော်မဟုတ်ဘူးဆိုတာခမရကွန်းကွက်ကွက်နားလဲနိုင်ပါလိမ့်မယ်တကယ်ခင်မွန်ကြီးထိုက်တဲ့ပြည်သူကိုဂနေ့တပ်ဖြတ်နေတဲ့အစိုးရကိုမှခမရအစိုးရလို့သူကိုယ်သူကင်မွန်တက်ထားတဲ့အာနာရှင်ကိုခမရကဂျေဇူးရှိနေသေးတယ်ဆိုရင်တော့ခမရတကယ်ခောက်ရတခြားထိတ်ရတခြားဖြစ်နေပါလိမ့်မယ်တကယ်ခင်မွန်ကြီးဟာဘယ်သူလဲဆိုတာကိုခမရသိဖို့ အရင်ကောင်းပါတယ်။နောက်ပြီးတော့ခမရပြောတယ်ဗျာ။တမလို့ကပေးတဲ့ပိုက်ဆံလေးလစာလေးနဲ့ခမရက BSC MSC ဘွက်ရခဲ့တယ်။ဒီကျေးဇူးကိုကျွန်တော်မေးလို့ရပါမလားတဲ့။မှန်တာပေါ့မှန်တာပေါ့။တမလို့ကိုကျေးဇူးတင်ရမှာလား။ကျွန်တော်ခုနမေးခွန်းလို့ပါပဲ။တမလို့ကိုလှုပ်ကြွေးတမှုတမလို့အပေါ်မှာလစာလေးထုတ်ပေးနေတဲ့ပြည်သူတွေရဲ့ချွေးနှဲစာနဲ့ရရှိလာတဲ့ ေစုတရားကိုသိပြီးငါရထားတဲ့ MSC ပွဲတည်ငါရထားတဲ့ BSC ပွဲတည်ဒုပြည်သူလူထုကနေပေးလို့ဒုဖေဖေရဒုဖေဖေကရလို့ငါចောင်းနေရတယ်ငါចောင်းနေရလို့ဒီပွဲရတယ်လို့ခမနားမလည်ဘူးလားဂျေစုရှိသူကိုဂျေစုကန်းနေတာကခမလူမှားနေတယ်နော်တမတော်မဘူးခမဂျေစုရှင်ကတကယ်ဂျေစုရှင်အစ်စ်ကပြည်သူလူထုဖြစ်တယ်ဆိုတာကိုခမလုံးဝ အမေလုံးဝမမေ့စေချင်ဘူးဗျာနောက်တခါအခုပြည်တော်စုနဲ့ကျန်းကန်ရေးဖွံ့ဖြိုးရေးအသင်းကိုနှလုံးသားတွေကချစ်တယ်ဘာကြောင့်လဲပြည်တော်စုကျန်းကန်နေဖွံ့ဖြိုးရေးအသင်းဆိုတာစစ်တပ်ကနေလာတာဟုတ်ပြီကျွန်တော်တို့ပြည်သူလူထုတစ်ခုလုံးကသိရှိနားလည်ထားတာကစစ်တပ်ဒီကာကွယ်ရေးလုပ်ငန်းကိုလုပ်ရမယ်တိုင်းပြည်ရဲ့ပြန်လဲတိစောက်တဲ့နိုင်ငံရေးလုပ်ငန်းတွေမှာစစ်တပ်နဲ့လာလာများမထိုက်တန်ဘူး တော့မိမိနဲ့မထိုက်တန်တဲ့အလုပ်ကိုဝင်ပြောက်ပြီးဆော့ဖတ်နေတဲ့စစ်တပ်ကိုခမည်းကထောက်ခံနေခြင်းဒီပြည်သူလူထုအပေါ်ကိုစော်ကားရရောက်ပါ။ဘာကြောင့်လဲဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်တော့မယ်ဆိုရင်ဒီမိုကရေစီစနစ်ဟာအချုပ်ချာအာဏာဤမူလပိုင်ရှင်သည်ပြည်သူလူထုသာဖြစ်သည်။အချုပ်ချာအာဏာသည်ပြည်သူထံကစင်တတ်သည်။တမ်းမလို့ကစင်တတ်တာမဟုတ်ဘူး။ အနာရှင်ကြီးကဆင်းသက်တာမဟုတ်ဘူး။နောက်ပြီးတော့ခမကနိုင်ငံတော်ရဲ့နိုင်ငံတော်အစိုးရကခိုင်းရင်ဘယ်သူမှစုံလို့ရမယ်။အဲ့ဒါခိုင်းတင်တတ်တယ်ဆိုပြီးခိုင်းအောင်ပြောတယ်။အစိုးရပြည်သူ့အတင်းမြောင်းမှာအစိုးရလေပြည်သူ့အမှာမကြိုက်လို့စန့်ကျင်ထားတဲ့အဖွဲ့အစည်းပြည်သူကိုတတ်ရွာတွေကိုမိရှုတားမြုပ်သမီးတွေမရင်းပြက်အဖိုးအွားတွေကိုဟလာအရှင်လက်လက်မိရှုကြုံပြုတ်နေတဲ့ဒီအစိုးရမျိုး ပြည်သူလူထုကလက်မခံဘူးဆိုရင်အစိုးရမှမဟုတ်တာအာဏာပိုင်မှမဟုတ်တာခမရကတလွဲစပင်ကောင်းတယ်တကယ်တော့ခမရတက်ထားတယ် MSC PSC ဆိုပညာမဟုတ်ဘူးခမရသင်ညာတွေဖြစ်တယ်ပညာဆိုတာကျွန်တော်အကျိုးအကြောင်းအစိုးအကောင်ဘာလို့ပဲဖြစ်ဖြစ်ဝေဘာနိုင်မှပိုင်းခြားနိုင်မှသိရှိနိုင်မှပညာရှိဖြစ်တာခမရဘွဲတွေယူထားတာခမရတကယ်ပညာတက်တာမဟုတ်တာခမရသင်ညာတွေပဲတက်ထားတယ်အဲ့တော့ ခမရတကယ်ဂျေဇူးရှိတိုက်တကူဂျေဇူးပြုတ်မယ်ဆိုလို့ရှင်ခမရကျွန်တော်ဥပမာလေးတခုပြောပြမယ်တရားညောခါကဘုန်းကြီးเจ้าတเจ้าမှာခွေးလေခွေးလေနေဘုန်းကြီးเจ้าမှာမိကိုစားတောက်တယ်ပေါ့ဗျာအဲ့ဒီမိကိုစားတောက်နေတဲ့အထင်းမှာဘုန်းကြီးကစောညံကိုညံနေကိုနောက်เจ้าမှာနေတဲ့ကပိယကြီးကိုအများရန်ကျွေးခိုင်းတယ်အဲ့လိုကျွေးခိုင်းတဲ့အခါမှာကပိယကြီးနေစဉ်ကျွေးတယ်နေစဉ်ကျွေးတဲ့အခါမှာကပိယကြီးနေစဉ်ကျွေးလိုက်တဲ့အခါမှာခွေးကြီးကကပိယကြီးကိုပဲသိတယ် တကယ်ကြွေးခိုင်းတဲ့ဘုံကြီးကိုမသိဘူးဒီနေ့တော့ဘုံကြီးကထွက်လာပြီးခွေးတွေစွန့်ညံ့ကွန်ညံ့စားနေတဲ့အခါမျိုးမှာပီတိဖြစ်ခြင်းလို့ဘုံကြီးကလာကြည့်တဲ့အခါမှာအဲ့ဒီခွေးတွေကသမင်းကြွေးတဲ့ဘုံကြီးကိုကိုက်အဲ့မှာလည်းဘုံကြီးကပြောတယ်အော်ခွေးဆိုတာဒါမျိုးပါလားကြွေးတဲ့ငါ့ကိုမသိဘူးပေးတဲ့ငါ့ကိုမသိပဲနဲ့ကြွေးတဲ့သူတို့သူတော်ကိုဒါကပိယကိုဒါသူတို့ကတိကြတာပါလားအဲ့လိုပါပဲ ဦးနေအောင်ခမရအနေနဲ့လဲတကယ်ကျွေးနေတဲ့ဇာတော်ဖြစ်ဇာတော်နဲ့လားလံတူတဲ့ပြည်သူလူထုရဲ့ကျေးဇူးတရားကိုခမရသိဖို့ကောင်းတယ်အဲ့လိုမဟုတ်ဘဲနဲ့ဇာတော်ကဘေးပါကျွေးပါဆိုပြီးတော့ဘေးထားတဲ့ဥသူတော်လူပုဂ္ဂိုလ်မျိုးကမှခမရကကျေးဇူးရှိတယ်လို့ကိုယ့်ကိုယူဆတယ်ဆိုရင်ခမရအတိညာဘယ်လိုအတိညာမျိုးလဲဆိုတာကိုယ့်ကိုနားလည်ဖို့ကောင်းပါတယ်ဦးနေအောင်အသက်85နှစ်ရှိနေပြီခမရခုလောက်မှပြည်သူတွေရဲ့ကျေးဇူးနိုင်ငံတော်ရဲ့ကျေးဇူးကို မတိသေးဘူးဆိုရင်တော့အင်တာမဝမ်းနေစရာကောင်းပါတယ်။ဘာလို့ဒီစကားပြောရလဲဆိုခင်ဗျားပြောခဲ့တဲ့စကားရှိပါတယ်။ဘာလဲဆိုလို့ရင်မမမမမငါနိုင်ငံစိုးစိုးမစိုးစိုးငါလူမျိုးကောင်းကောင်းမကောင်းကောင်းငါခေါင်းဆောင်စေခင်ဗျားစကားအဲ့ဒီစကားခင်ဗျားတကယ်ပညာတက်ရင်ခင်ဗျားဒီစကားပြောထွက်တာအံဩလို့မဆုံးဘူး။ မမမမငါနိုင်ငံတော်နိုင်ငံတော်မှာမိတင်းနေထိုင်ကြတဲ့ပြည်သူလူထုတွေဟာအမားတန်တရားကြီးထဲမှာနေလို့မရဘူးဒီနိုင်ငံတော်ကောင်းဖို့အရေးကြီးတယ်အဲ့ဒီနိုင်ငံတော်ကောင်းဖို့ရာအတွက်မားလို့မရဘူးမန်ကိုမှန်ရမယ်လို့ကျွန်တော်ခင်ဗျားကိုပြန်ဆွေးနွေးခြင်းတယ်နောက်တစ်ခုစိုးစိုးမစိုးစိုးငါလူမျိုးဘယ်လိုပဲဖြစ်ဖြစ်ဒီနိုင်ငံမှာတရား35မျိုး35မျိုးသောလူမျိုးတွေမိတင်းနေခိုင်ကြအဲ့လိုမိတင်းနေထိုင်ကြတဲ့ခါမှာစိုးစိုးမစိုးစိုးငါလူမျိုးဆိုလို့ကျွန်တော်တို့လူမျိုးတွေဟာရှေးတောင်အစားမပြေကမ္ဘာမှာပြေစိုးလို့မရဘူး အမြဲတမ်းယဉ်ကျေးတဲ့မြမယဉ်ကျေးမှုနိုင်ငံရှိတဲ့နိုင်ငံဒီနေရာမှာစိုးစိုးမစိုးစိုးငါလူမျိုးစုဘလုံးသိမ့်ပြီးမရိုက်ပါနဲ့အုံနောက်မဲ့လူတန်းသားလူစကားခဏပြောတင်ပါနောက်တစ်ခုကောင်း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 ငါခေါင်းဆောင်ဒီနေ့မင်းရောက်လိုက်လို့ကောင်းကကျွန်တော်တို့ပြည်သူလူထုတွေကိုကျွန်တော်တို့နိုင်ငံတွေကိုဖျက်ဆီးနေတယ်မီးရှို့နေတယ်တားပြုတ်တမီးပြုတ်တွေကိုမရင်းကျင့်နေတယ်အဲ့နေရာမှာအဲ့တားပြုတ်တမီးပြုတ်နေတရားခမရရဲ့မြေးကလေးခမရရဲ့တမီးကလေးတွေဖြစ်ခဲ့ရင်ကောအမှုမီးရှို့ခံနိုင်ရတဲ့ ရွာတွေနဲ့မိစုခံတွေရတဲ့ရွာတွေကခမရရွာဖြစ်ခဲ့ရင်ရောအဲ့ဒီလိုကိုချင်းစာတရားကင်းမဲ့စွာနဲ့အဲ့လိုလူကိုခေါင်းဆောင်လို့ခမရတတ်မှာပါလားအဲ့လိုခေါင်းဆောင်လို့ခမရတတ်မှာမယ်ဆိုရင်တော့ခမရဟာ MSC တွေလည်းမပြောနဲ့ BSC လည်းမပြောနဲ့ AMA လည်းမပြောနဲ့ခမရကစာရွက်ပေါ်ကစာတန်းလေးကိုပိုင်တာနဲ့ခမရကိုခမရဘွဲရပညာတတ်လို့ထင်တာပါပညာဆိုတာဆရာတော်ဘုရားကြီးကပြောတယ်ကောင်းခြင်းမကောင်းခြင်းကိုဝေဖန်ပိုင်းခြားသုံးသပ်နိုင်မှာပညာရှိတယ်လို့ပြောထားတာအဲ့ဒါကြောင့်မလို့ဦးနေအောင်ခမရဘုန်းဘုန်းလေးလေးပြောရင်နော်ခမရအနေနဲ့က ပြည်သူလူထုပေါ်မှာရောတိုင်းပြည်ပေါ်မှာရောတစ္ဆာဖောက်နေတဲ့လူဒန်းစားနောက်ကနေလိုက်နေတဲ့ခုနနော်ဆရာတော်ကိုကျေးဇူးမသိပဲဘိုးသူတော်ကိုကျေးဇူးသိတဲ့လူတယောက်ဖြစ်နေတယ်ဆိုတာကိုခင်ဗျားကိုကျွန်တော်ပြောပြခြင်းလို့တော့ဒီဖိုင်လေးကိုလန့်တင်လိုက်တာအဲ့ဒါကိုနေအောင်ခင်ဗျားသိဖို့စင်ကူးကိုစစ်အုပ်စုစစ်ကြောင်းထိုးဖို့ပြင်နေတာကြောင့် ဒေသခံတွေမန္တလေးနဲ့စကိုင်းဘက်ကိုတင်းရှောင်နေရပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့မန္တလေးတိုင်းစင်ကူးမြို့နယ်အတွင်းကကြေးရွာတချို့မှာအခုရက်ပိုင်းတွင်စစ်အုပ်စုစစ်ကြောင်းထိုးလာတာကြောင့်ဒေသတွင်းကကြေးရွာတွေရွာလုံးကျွနီပါစစ်ရှောင်နေရပြီလို့ဒေသခံတွေစီကသိရပါဗျာ။ စင်ကူးနယ်တဲကရွှေပြည်ကျေးရွာပါဝင်ရွှေပြည်အုပ်စုအတွင်းမှာရှိတဲ့ကျွန်းစီစည်းကုန်းညောင်ကုန်းစတဲ့ကျေးရွာတွေကဒေတာခန့်ထောင်တဲ့ချီဟာဘေးလူရကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်စစ်အုပ်စုဟာမတတရားမျိုးနယ်နဲ့စင်ကူးမျိုးနယ်အဆက်ကြားကရွာတွေဖြစ်တဲ့ဒီကရွာရှမ်းမင်းသမီးလမ်းဆောင်အထီးရောက်နေတာကြောင့်စင်ကူးဒေတာခန့်အများစုဟာမန္တလေးရွှေဘူဝက်လက်နဲ့စကိုင်းတိုင်းအတွင်းကနေရအများစုမှာတွားရောက်တိမ်းရှောင်နေရပါတယ် စစ်မဆောင်ခင်ရက်တွေကစကျင်ဘက်ကလက်နက်ကြီးအတန်တွေလဲကြားတဲ့နှွေယုံမှာတပတ်လောက်စစ်ဆောင်ပြီးအခုစစ်ကိုင်းဘက်ပြောင်းပြီးစစ်ဆောင်နေရတာရွာဘက်ကတော့လေယုတ်တွေဝဲတုံးမဲ့လို့စစ်ပေးဆောင်ဒေသခံတအူးကပြောကြကိုပြောပါတယ်မန္တလေးမှာစစ်ဆောင်နေတဲ့ဒေသခံကလည်းရွာမှာဘသူမှမရှိတလို့ဖြစ်နေပြီးအကုန်စစ်ဆောင်နေကြပြီးရွာမှာစီးပွားရေးအခြေချထားတဲ့လူတွေလောက်ပဲမလွဲတာလို့နေကြတာပဲရှိတာအဲ့ဒါလေလူနေစုပဲတချို့အသက်ကြီးတဲ့အဖိုးအွားတွေရွာဆွဲကြီးတဲ့လူတွေပဲကြံနေကြံနာတွေအကုန်စစ်ဆောင်ကုန်ပြီးအသက်ကြ ကြီးတော့လဲပြောရခက်တယ်တည်ရင်တော့ကိုရွာမှာပဲတည်မယ်ဆိုပြီးခေါင်းမာကြတယ်လို့ပြောပါတယ်။အော်တိုဘာ26ရက်ညပိုင်းတုန်းကစင်ကူးမြို့နဲ့စကိုင်းတိုင်းကိုဆက်သွယ်ထားတဲ့ရတနာတင်ကတံတားမိုင်းခွဲခံခဲ့ပြီးတံတားကျိုးကျခဲ့ပါတယ်။နိုဝင်ဘာ9ရက်နေ့ကလည်းရွှေပြည်ကျေးရွာစာတင်ကျောင်းကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စာတင်ကျောင်းမှာစစ်ရှောင်နေတဲ့ပြည်သူလေးဦးထပ်မနေတည်ဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။